နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းဒဝယ်မြို့နယ်မှာရှိတဲ့စော်ဝါရွာသစ်စိတ်မင်းဖုန်ကြီးကျောင်းကိုအချမ်းဘဆက်တက်ကလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့်ကျောင်းတိုင်းဆရာတော်ဗဒန္ဒအိန်နောဘာသာပြန်လည်တော်မူခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ10ရက်နေ့မိုးလွယ်3နာရီကျော်အချိန်ကမှဒဝယ်မြို့ပေါ်မှာတပ်ဆွဲထားတဲ့စစ်တပ်နဲ့နေဆက်ဒေသနဲ့တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှာတပ်ဆွဲထားတဲ့အချမ်းဘစစ်ကောင်စီတပ်သားတွေကဒဝယ်မြို့နယ်အတွင်းမှာရှိတဲ့ရှင်မုတ်ထီးကျေးပါအုပ်စုအတွင်းထဲကိုလက်နက်ကြီးအလုံးကြီး100ကျော်နဲ့ တနေကုန်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးများဟာစော်ဝရွာတစ်စိမ်ပင်ဖုန်ကြီးချောင်းကိုထိမှန်ခဲ့ပြီးတော့ တတ်တော်66နဲ့ဝါတော်46ဝါရှိတဲ့ကျောင်းနိုင်ဆရာတော်ဗဒ္ဒနာအိနောဘာသာကိုလက်နက်ကြီးကြီးထိမှန်ပြီးတော့ပြန်လွန်တော်မူသွားတယ်လို့သိရပါတယ်။မနေ့ကစစ်ခွေးတွေကဒဝဲကနေလက်နက်ကြီးနဲ့လှမ်းထုတာအဲ့ဒါလက်နက်ကြီးကြီးကစော်ဝတက်စိတ်မင်းကျောင်းထဲကိုကြောက်ရောက်ပောက်ခွဲလို့ဆရာတော်ပြန်လွန်တော်မူသွားပါတယ်။မနေ့ကညနေ3နာရီကျော်လောက်ကဖြစ်တာပါ။ဒဝဲမျိုးတွေမှာတက်ဆွဲထားတဲ့စစ်ခွေးတွေနဲ့နေဆက်ဒေသနဲ့တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှာတက်ဆွဲထားတဲ့စစ်ခွေးတွေကပြစ်တာပါ။ လက်နက်ကြီးကမနေ့ကတနေကုန်လုံးကိုပြစ်နေတာအလုံးပေါင်း100ကျော်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားပါဗျ။လက်ရှိအချိန်မှာရှင်မုတ်ထီကျေးရွာအုပ်စုအတွင်းကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိနေတဲ့အတွက်ကြောင့်ကျေးရွာနေပြည်သူများဟာလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။